တငယ်ချင်းများအားလုံးမင်္ဂလာပါဖူပီကီကီ channel မှာပြန်လည်ကြိုဆိုပါတယ်ဒီနေ့တော့အရန်စားလို့ကောင်းတဲ့မီနူးတပွဲဖြစ်တဲ့ငါးတစ်တာနဲ့ကြက်ဥကြော်ချက်လေးကျွန်တော်ဒီနေ့လာပြီးတော့ချက်ပြသွားမှာဖြစ်ပါတယ်အရန်လက်လွဲကူတလို့အရန်လက်ထမင်းစားမိတ်စီပါတယ်ဒါကြောင့်မို့တငယ်ချင်းတို့ live ပြီးတော့ချက်စားကြည့်ကြည့်ပါဦးเนาะကျွန်တော်ဒီနေ့မှာနည်းနည်းခက်ဆက်ဆက်လေးကျွန်တော်ချက်တာပါတယ် ဒီမှာချက်ဥ3လုံးပေါ့နော်ကျွန်တော်ဒီနေရာမှာဖောက်ထည့်ပါမယ်ချက်ဥကတော့ဒီနေရာမှာကျွန်တော်နံပါတ်2 site ပေါ့နော်ကျွန်တော်ဝယ်လာပါတယ်ချက်ဥ3လုံးကိုဒီနေရာမှာဖောက်ပြီးအားလုံးကိုဒီနေရာမှာရောပြီးတော့ cloud ပြလိုက်ပါနော်ပြီးရင်ချက်တုန်ညီပါချက်တုန်ညီကြတော့ကျွန်တော်ဒီမှာတစ်လုံးကျွန်တော်သုံးပါတယ်ချက်တုန်ညီလေးတွေကိုဒီလိုမျိုးလေးတွေပုံစံလေးတွေပေါ့နော်ကျွန်တော်ဒီနေရာမှာလီးထားပါတယ်ပြင်ချက်တုံဖြူပါချက်တုံဖြူကလည်းကျွန်တော်ဒီမှာတလုံးတုံးထားပါဗါးခပ်ပပားလေးဒီနေရာမှာလီးတာပြလိုက်ပါ ခရမ်းကြီးနေပါခရမ်းကြီးတွေကြတော့အလုံးသေး၃လုံးကျွန်တော်ဒီမှာသုံးပါတယ်ခက်ချစ်ချင်းလေးနဲ့ပါနော်ပြီးရင်ရှားနန်းနန်ကျွန်တော်ဒီမှာနှစ်ပင်၃ပင်လောက်ကျွန်တော်ဒီမှာလီးပါတယ်ပြီးရင်နှစ်နန်းပင်လည်းကျွန်တော်ဒီမှာထည့်ပါတယ်နော်အနံ့မွမွေးလေးဖြစ်သွားအောင်ပါနော်ကျွန်တော်တို့စပြီးတော့အရင်ဆုံးကြက်ဥကိုဒီမှာစပြီးတော့ကြော်ပေးလိုက်ပါကြက်ဥလေးတွေအနေငယ်ကြက်လာတဲ့အထိပေါ့နော်ဒီနေရာမှာအရင်ဆုံးကြော်ပေးလိုက်ပါ တကယ်လို့ကိုဝတီနေရာမှာဖောက်ချက်မယ်ဆိုလို့ရှိရင်လည်းရပါတယ်เนาะကျွန်တော်ကဒီနေရာမှာကြက်ဥကိုကြော်ပြီးတော့မှချက်လိုက်ပါတယ်ရလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြက်သွန်အနီအဖြူကိုအရင်ဦးဆုံးစီတတ်ပါမယ်ကြက်သွန်နီဖြူလေးတွေအနည်းငယ်ရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ငါးတစ်တာနှစ်ဘူးဖောက်ထည့်ပါမယ်ငါးတစ်တာကတော့ကိုကြိုက်တဲ့ငါးတစ်တာသုံးပါเนาะဖောက်ထည့်ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တခါတဲ့ခရမ်းချင်းဒီထည့်ပါမယ်ပြီးငရုတ်ဒီအမဲ့ထည့်ပါမယ်တခါတဲ့ပဲကျွန်တော်ဒီမှာထည့်ပါမယ်เนาะ ားလုံးထည့်ပြီးပြီဆိုရင်သူ့ကိုရောပြီးတော့ဒီနေရာမှာမှုန်ပေးလိုက်ပါခရမ်းကြီးသီးလေးတွေဒီနေရာမှာနူးသွားတဲ့အထိပေါ့နော်နွမ်းလာတဲ့အထိဒီနေရာမှာမှုန်ပေးလိုက်ပါနော်ပြီးရင်ကျွန်တော်တို့အရသာအနေနဲ့ကတော့ငံပြာရေးထည့်ပါမယ်ငံပြာရေးထည့်ပြီးပြီဆိုရင်အရသာမုတ်ဒီမှာအနေငယ်ထည့်မယ်ပြီးရင်ကြက်သားမုတ်ဒီမှာထည့်ပါမယ်နော်ထည့်ပြီးပြီဆိုလို့ရှိရင်ငရုတ်တီအကြက်မုတ်မှာကျွန်တော်ဒီမှာတခါလေးထည့်ပါတယ်ဆက်ဆက်လေးစားခြင်းတဲ့အတွက်ကြောင့်ပါနော်ငရုတ်တီအကြက်မုတ်ကိုကျွန်တော်ထည့်လိုက်ရတာပါ အားလုံးဒီနေရာမှာနူးလာပြီးဒီခရမ်းချင်းသီးလေးတွေအနေငယ်နွမ်းလာပြီးဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးချက်ဥထည့်ပါမယ်နော်ချက်ဥထည့်ပြီးပြီးဆိုလို့ရှိရင်ချက်ဥလေးတွေရာဒီနေရာမှာမကြည့်သေးဘူးဆိုလို့ရှိရင်ကိုကရောပြီးတော့ထိုးချိပြီးလိုက်ပါနော်ဒါတော့ကိုယ့်ရဲ့စိတ်ကြိုက်ပါနော်ချက်ဥအကြည်စားခြင်းလည်းဆိုလို့ရှိရင်လည်းရောပြီးတော့ထိုးချိပြီးပါနော်နောက်ဆုံးမှမှာအရွက်လေးတွေကိုကျွန်တော်တို့ထည့်လိုက်ပါမယ်ထည့်ပြီးပြီးဆိုလို့ရှိရင်တစ်ခါပြန်ပြီးတော့မှုပြီးလိုက်ပါနော်ဒီနေရာမှာရေရတော့ခက်ချက်6လေးနဲ့ကျွန်တော်ဒီမှာကြော်ပါတယ် ကြော်ချက်ပုံစံလေးပါเนาะတငယ်ချင်းတို့ကြကြမယ်လို့ထင်ပါတယ်ထမင်းပူပူလေးနဲ့စားကြည့်ပါအရင်ကိုစားလို့ကောင်းပါတယ်ကျွန်တော်ရဲ့ Fubi Cake Facebook Page နဲ့ YouTube Channel မှာဟင်းချက်နီးလေးတွေတင်နန်းတာဖြစ်တဲ့အတွက်ဟင်းချက်စားကြည့်တဲ့တငယ်ချင်းတွေလာရောက်လေ့လာလို့ရပါတယ်ဒီရဲ့ဗီဒီယိုလေးကိုသဘောကျပြီးကြိုက်နေတဲ့အင်း Line Share လေးလောက်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေเนาะနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် Bye bye